အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့ကျွန်တော်တို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗောနော်။အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါကြောင့်မဖြစ်မနေဒါကျွန်တော် ပြောရမယ့်အကြောင်းအရာကဒီနေ့ညနေမှာကျွန်တော်အတွေးနဲ့ကျွန်တော်အတွေးဗောနော်ဒါမနေ့ကလည်းကြာအာဆင်နဲ့ပတ်သက်ပြီးကျွန်တော်တွေးမိတယ်ဗောနော်။အဲ့တော့လက်ရှိမှာကျွန်တော်တွေးမိတာက Chelsea တာဗောနော်တီတီချာချာ login လုပ်ရင် login ဆိုတာဒါကျွန်တော်တို့တီချာတတိငိမ့်မှုရှိမယ်ဆိုရင် ်တတော်ကိုဒါကျွန်တော်တို့ကောင်းမဲ့အသင်းသင်းဖြစ်တယ်ဆိုတော့လုံးဝငင်းစရာမလိုဆိုကျွန်တော်ဒီနေ့တွေးမိတယ်ဗောနော်တွေးမိရဆိုတဲ့ကြောင့်ဒါကျွန်တော်လက်ရှိမှာလဲဒါ additional break လည်းမကြခင်မှာကုံဆုံးမဲ့ချိန်မှာဒါတွေးမိရတယ်မှာပါအဲ့တော့ပြဿနာအပြာနော် Chelsea အသင်းနဲ့ဒါ recap မဟုတ်ဘူးဒါကျွန်တော်ရဲ့တွေးမိတယ်ကျွန်တော်ဒါ Chelsea အသင်းနဲ့ပတ်သက်ပြီးဒါဟူးရင်ကလေးကကျွန်တော်ဟာ Chelsea အသင်းကိုဆက်ဆက်မြက်မြက်ပြည့်တက်တရားမဟုတ်ပဲကြည့်ခဲ့တဲ့လူရဲ့တရားဗောနော်ကျွန်တော်ဒါ Chelsea နဲ့ပတ်သက်အရင်တော့ကလည်းခဏခဏပြောဘူးတယ်ဂျာထဲမှာဒါမပြောတာကြိုင်မင်းဒါမသိရလို့ဆိုနည်းနည်းပြန်ပြောပြမယ်ဗောနော်အဲ့တော့ ျွန်တော်ပြောပါပါဘောနော်ခင်ဗျားတို့ဒါတချို့လူတချို့လူငယ်တော့မိကျင်းမမိလိမ့်မယ်ကျွန်တော်တို့ကကောင်းကောင်းကြီးဒါကျွန်တော်တွေ့ခဲ့ရတယ်ဘောနော် Chelsea နဲ့ Spurs နဲ့ Champions League လူခဲ့ရတဲ့ moment ရှိတယ်ဒါပေမဲ့ Champions League ကိုဒဲလူခဲ့ရတာမဟုတ်ဘူးဒါကြောင့် Champions League နေရာကိုဘောနော်ဘယ်လိုမျိုးလူခဲ့ရဆိုမမေရအဲ့တော့ Tottenham Hotspur ရဲ့အဆင့်၄ Chelsea အဆင့်တော့18လားအဆင့်7လားမသိဘူးဘောနော်အဲ့ဒီအချိန်မှာဒီမက်ဒီရိုအုပ်စုအနေနဲ့ဒါ Champions League စုရမယ်ဆိုရင် Champions League spot ကိုရမယ် ဲ့တော့ Champion League Sport ကိုရမယ့်အနေအထားကဘာလဲသူတို့အနေနဲ့ဒါကျွန်တော်အရင်တော့ကတော့ကျွန်တော်လက်ရှိမှာ Champion League ရရတဲ့လူကလည်း Champion League တခုနေရာတနေရာရလို့ဒါ Premier League ကနော်အဆင့်၄ကလည်းဒါ Champion League ရတယ်ဆိုတဲ့ပုံစံမဟုတ်ဘူးအရင်တော့ကဒါကျွန်တော်ဘယ်နိုင်ငံမှာဖြစ်ဒါကျွန်တော်အသင်း၄သင်းကပဲဒါကျွန်တော်တို့ Champion League ဝင်ပြိုင်ခွင့်ခမရခမရ Champion League ရတာဖြစ် Europa League ရတာဖြစ် they don't really care ပေါ့နော်အဲ့တော့ပြောချင်တာလက်ရှိမှာအဲ့ဒီတော့က Champion League ကို Chelsea အသင်းရသွားတဲ့အချိန်မှာဒါကျွန်တော် Tottenham Hotspur အသင်းကကျွန်တော်ရဲ့နေရာကိုဖယ်ပြီးတော့ကျွန်တော်တို့အဲ့ဒီတော့ကမှတ်မှတ်ရ Europa League ကိုဆင့်ကန်ပေးလိုက်ရတယ်အဲ့တော့ပြောချင်တာကကျွန်တော်ဒါ Chelsea နဲ့ပ တ်သက်ရင်အဲ့ခရဲကကျချက်စီကိုကောင်းကောင်းကြီးတီချာစာကြည့်ဖြစ်ခဲ့တယ်ဆိုရင်တော့မှားမယ်တော့မဖြစ်ဘူးအဲ့ဒါကဘာကိုဆိုရင်အဲ့တော့ကဒါပြည့်ဝလင်းပြောရမယ်ဆိုတော့လူငယ်တယောက်အနေနဲ့ကိုအသင်းကိုဒါကျွန်တော်တို့နေရာတနေရာရစီကျွန်တော်ကြောင့်မို့ချက်စီနဲ့ဒါကျွန်တော်ဘိုင်မြူနစ်တို့ဒါကျွန်တော်ဖိုင်နယ်မှာတွေ့တဲ့အချိန်မှာချက်စီကိုကျွန်တော်ရှုံးနိမ့်ဖို့အတွက်ကျွန်တော်ကြည့်ခဲ့ရနေထားမှရှိတယ်မမေရဒါကျွန်တော်တငယ်ချင်းအိမ်ပေါ့နော်အခုအိမ်လည်းမရှိတော့ပါဒါမမေရအဲ့တော့ကဒါဖုန်ကြီးလမ်းမှာဒါကျွန်တော်တငယ်ချင်းဒါကျွန်တော်ကွန်ဒိုမှာသွားပြီးကျွန်တော်ကြည့်ပြီးတော့ကျွန်တော်ညီကိုနေရာဒါကျွန်တော်တို့မမေရတကောင်ကလီဗာပူးပရိသတ်ကျွန်တော်ကဒါကျွန်တော်စပါပရိသတ်ပေါ့နော်တကောင်ကဒါ ကျွန်တော်ပြောမှာပေါ့နော်ဒါကျွန်တော်တို့ဟိုကျွန်တော်ပတ်ဝန်းကျင်မှာဒါ Liverpool ပြိတ္တိ Spurs ပြိတ္တိဆိုတော့ Liverpool ပြိတ္တိ Chelsea ပြိတ္တိ Arsenal ပြိတ္တိတော်တော်လေးကိုများနေတယ်မှာပါပါတယ်အဲ့တော့ခုနကပြောပေးတာကျွန်တော်လက်ရှိမှာကျွန်တော်တို့တွေအဲ့တုန်းကဒါကျွန်တော်မီးပြတ်တယ်ပေါ့နော်မီးရတအားပြတ်ကြမီးရပြတ်ပြီးဒါ internet ဆိုတာဘာမှမသိတဲ့ချင်း internet ဆိုတာဒါကျွန်တော်တို့ password ကဒါကျွန်တော် donut ဆိုင်မှာသွားပြီးတော့ဒါကျွန်တော်တို့တုံးကြည့်ရတဲ့ချင်းပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါလည်း internet ကလည်းဘာမှသုံးစရာပစ္စည်းမရှိတော့သူများ internet သုံးတာကိုသွားပြီးကြည့်ရနေတာပြီးတော့နောက်ပိုင်းကျတာ internet ဆိုင်ဒီမှာသွားသုံးတယ်ပေါ့နော် ဲ့တော့လက်ရှိဒါကျွန်တော်ပြောပြချင်တာအဲ့တော့ခုနကပြောကျွန်တော်အင်တာနက်မရှိအဲ့တော့သူ့အိမ်မှာဒါအဲ့တော့ one map မပြောရင်တော့512ပဲရှိတဲ့အင်တာနက်ကိုဒါကျွန်တော်တို့ရဲ့ဒါလန်ကျိုးလေးထိုးပြီး wifi တော့မဟုတ်လန်ကျိုးလေးထိုးပြီးကျွန်တော်တို့ကအတူတူကြည့်ခဲ့ရတယ်အဲ့တော့ဒါပြောမီးပြတ်နေတဲ့ကြောင့်ဒါကျွန်တော်တို့ Chelsea နဲ့ဒါ Bayern Munich ပွဲစဉ်မှာတော့ဟိုကအဲ့တော့ပြောချင်တာဗျာ Chelsea တင်းနဲ့ Chelsea တင်းကအရင်တိုက်ကျွန်တော်ဟိုဟိုအစပြိုးလာခဲ့တဲ့ဥစားအဲ့ဒါပေါ့နော် Chelsea တင်းကပေါ့နော်ဒါ kick assessor ပေါ့နော်ဒီတင်းက lock in လုပ်ပြီးဆိုရင်ခင်ဗျဘယ်ကောင်းမှတားမရှိခင်ဗျကပအကောင်းဆုံးအသင်းဆိုတဲ့အသင်းလာခဲ့ဗျာ Chelsea အသင်းအဲ့အသင်းကိုဒါကျွန်တော်နင်သားငါသားဟေးဆိုတဲ့ movement ဒီမှာလုပ်ပြမယ့်အခြေအနေမှာရှိတယ်ပြောချင်တာဗျာဒါ Chelsea အသင်းနဲ့ Champion League ရတဲ့နှစ်တွေကိုကြည့်လိုက် သူတို့ချန်ပီယံလိရတဲ့နှစ်တွေမှာပေါပေါပေပေရခဲ့တဲ့ကောင်တွေမဟုတ်ဘူးသူတို့ကဟာသမဖိုင်လူတော်များဗျာခုနကပြောဆိုပဲဖိုင်နယ်တဲ့ဘွဲကိုပဲလူတွေကမှတ်မိကြတာဟုတ်တယ်မလားချက်စီးတက်လာခဲ့တဲ့လမ်းစဉ်ချက်စီးသွားလာခဲ့တဲ့လမ်းစဉ်ကဘလောက်ထိခက်ခဲလဲဆိုတာချက်စီးပြိတ်သက်တဲ့တီးတယ်ချက်စီးတင်နေတာကျွန်တော်တို့ဘလောက်ထိဒီချန်ပီယံလိမရခြင်းမှာမရခင်မှာဘလောက်ထိဒါကျွန်တော်တော်တော်လေးကို ဆုတ်ပြတ်တက်နေရောခမမဲ့ရဲ့ချက်စီးတင်နေတဲ့ကျွန်တော်တို့ဘာဆူနာရဲ့ဒိုင်းလေးကြောင့်မူတော်တော်လေးကိုနစ်နာခဲ့ရတဲ့ movement ဒီဆိုချက်စီးတင်ခါခါတီးတီးခံရပြီးတော့ dropper ကိုယ်တိုင်လက်ရှိမိုင်းတော့ကခုနပြောသပေးတာသူလုခဲ့တဲ့ဥစ္စာဆိုအခုချိန်ကြီးမြဲအဲ့တော့ပြောချင်တာပြချက်စီးတင်နေတဲ့သူတို့ကတကယ်ကိုအတင်းတင်းနေနဲ့တီးငိမ့်ကိုကတော့ login ပေါ့နော်မြန်မာ login ပေးပါမယ်ဆိုတော့ကျွန်တော်တို့အဲ့အတင်းထဲမှာဒါကျွန်တော်လုံးဝစိတ်ပိုင်းဖြတ်လိုက်ပြီဆိုတော့အဲ့ဒါချက်စီးတင်ဖြစ်ကိုဖြစ်တယ် အဲ့ဒါက100%ပဲဘာလို့ကျွန်တော်ကြည့်တဲ့အချိန်ခုလက်ရှိ Chelsea အသင်းကိုကျွန်တော်ကြည့်ဘူးခဲ့တဲ့အချိန်ခုနောက်ဆုံးအချိန်အထိပေါ့နော် Chelsea အသင်းကဒီဇိုင်းမက်မက်တစ်ခုခုကိုတည်တည်ချာချာလုပ်မယ်ဆိုရင်အဲ့ဒီ flaw ကို Chelsea အသင်းမြင်ရရင်အခုကျွန်တော်ပူပူလောလောမှာ club ball ကရှေ့မှာတော့ကျွန်တော်သူ Thomas Tuchel နဲ့ Champion League ဟုတ်တယ်မ Conference League တော့ကို Chelsea အသင်းကစကားမပြောဘူးဗျာဒီလားကျွန်တော်ပြောတာပြီးတော့ Chelsea အသင်းနဲ့တော့ကျွန်တော်အားနည်းပါတယ်ဆိုရင် Mauricio Sarri လက်ထက်မှာကိုတိုင်ကိုဒါကျွန်တော်တို့ အဲယူရိုပါလိကိုရအောင်ခဲ့တယ်ချက်စီတင်းဆိုတာဗျာဒါ log in လုပ်ပြီဆိုရင်ယူရိုပါလိ conference လीဆိုတာကစကားတဲ့ဖွဲ့စရာမလိုတဲ့ fly ကိုသူတို့ယူပြခဲ့ရနေတာမှရှိရပေါ့နော်ပြောချင်တာဗျာချက်စီအသင်းကဘယ်တော့မှမဒါကျွန်တော်တို့ ဟို pressure အောက်မှာကြရှုံးခဲ့တဲ့အသေးသတင်းဘယ်တော့မှမဟုတ်ခဲ့ဘူး။ဒါပေမဲ့အခုလက်ရှိ Anzo Morris ကအသင်းနဲ့ပတ်သက်ပြီးဆိုအရင်ကြီးရတာသူတို့ကအခုအရင်တော့ Chelsea ကိုလည်းတစ်ချက်ချက်ကျွန်တော်တို့ကမြင်ရတယ်။ဥပမာကတော့ကျွန်တော်လက်ရှိပူပူလောလောပြောမှာ Tottenham Hotspur အသင်းမှာဆိုစပါးအသင်းကိုကလေးကန်တယ်လို့ကန်သွားတဲ့ပုံစံမျိုးတွေခင်ဗျားတွေ့ရမှာ။ဟာဒီကဆောက်ဒီကလေးဒီအသင်းကကလေးကလေးလောက်ပဲရှိတယ်။ဂိုးသမားအစားခင်ဗျား ိုဆွဲချက်တိုင်းခုနလက်လန်းပြီးဆွဲရင်မိကိုမိနေတယ်မှာပါတယ်အခုချိန်မှာဒါအသင်းကဒါကျွန်တော် login လုပ်လိုက် login မလုပ်လိုက်တော့လက်ရှိမှာဒါကျွန်တော်တို့ premier league မှာ top 3တွေဝင်နေ champion league မှာနောက်တစ်ဆင့်ကိုတက်ဖို့အတွက်အရေးကြီးနေတယ်ပြောချင်တာဗျာ chelsea မှာလက်ရှိမှာ raw talent တွေအများကြီး fire power တွေအများကြီးတကယ်ကို login လုပ်မယ်ဆိုအသင်းကတော်တော်ကြီးကိုကောင်းမယ်တယ်မှာပြဿနာကဗျာကစားသမားတွေမဟုတ်နီးပြားကပါတစ်ခါခါကျရင်အဲ့လိုမျိုးဒါကြောင်ပြောင်းနေတဲ့ပြဿနာတွေရှိတယ် အဲ့ဒါကလက်ရှိကျွန်တော်ရဲ့အချက်စီးရဲ့ကြီးမားဆုံးပြဿနာပေါ့နော်ချက်စီးသေးတဲ့ခုလက်ရှိမှာအကယ်၍ဒါခုနပေါ်သမဲ့ပွဲတိုင်းကိုဒါတီတီငိမ့်ငိမ့်နဲ့ငါတို့ကဝန်းတိုင်းဝန်းတိုင်းထုတ်မယ်ဆိုတဲ့ပုံစံမျိုးလုပ်မယ်ဆိုချက်စီးသေးမနိုင်စရာအကြောင်းမရှိဘူးလို့ကျွန်တော်ရဲ့ပုံကိုကြီးရမှာကျွန်တော် personally ရာကျွန်တော်တော့မေးတာပြောပြောကြည့်တယ်ပေါ့နော်အဲ့တော့ချက်စီးပရိသတ်တွေကိုအဲ့လိုခံစားရတာကျွန်တော်တော့အဲ့လို100%ခံစားရတယ်ဟုတ်ချက်စီးသေးနေတာကြောင့်နှစ်ဆက်ဆက်ကျွန်တော်ကြည်လာတာပေါ့နော်ချက်စီးသေးလုပ်မယ်ဆိုရင်ချက်စီးသေးကလုပ်မယ်အတိုင်းကိုဖြစ်တဲ့အသေးလေးတည်းမှာပါတဲ့ရှာရှာပပတဲ့ခေါ့ကျွန်တော်ပြောခဲ့သေးတယ်ပေါ့ခဏ ဟိုကလပ်ဘောကတ်မှာ PSG ကိုနိုင်တဲ့အချိန်မှာ PSG ဆိုတော့အဲ့အချိန်ကကမ္ဘာအကောင်းဆုံးသောအကစားလုံးအသင်းကိုနိုင်မမေ့ရလက်ရှိကျွန်တော်တို့ Chelsea ဒါ Manchester City ကိုနိုင်ခဲ့တဲ့နှစ်ကလည်း Manchester City ကအဲ့နှစ်ကအကောင်းဆုံးသော movement ကိုပိုင်ဆိုင်ထားတာတကယ်ကိုဒါကျွန်တော်တကယ်ကိုပစ်နစ်ကဲ movement တွေပိုင်ဆိုင်ခဲ့တဲ့ movement ပေါ့နော်ပြီးလဲပြီးတော့ကျွန်တော်လက်ရှိမှာ Chelsea တဲ့လက်ရှိ Bayern Munich နဲ့လည်း final မှာတွေ့တဲ့အချိန်မှာဒီတိုင်းပဲပြောချင်တာဗျာတိလာကျွန်တော်ပြော Antonio Conte ဒါ Premier League မှာရတဲ့အချိန်ကလေးကဒါကျွန်တော် သူ့အနေနဲ့ Chelsea အသင်းက login တခုလုပ်လိုက်ပြီဆိုရင်အဲ့ login ရဲ့အကျိုးအရသာကိုချက်ချင်းလို့လို Chelsea တင်းအမြဲတမ်းဟိုအသီးပွင့်ကို စားလို့ရခဲ့တဲ့ကစားအသီးအသင်းတွေကတသိန်းလို့ကျွန်တော်အမြင်နဲ့ပုံကိုရရမှာကျွန်တော်အမြဲတမ်းမြင်ပြီးတဲ့အသင်းတစ်သင်းပေါ့နော်ဒါပေမဲ့ပြဿနာအခုတည်းရှိမှာ Chelsea ရဲ့လက်ရှိနီးပြရောကစားသမားရောအကုန်လုံးကဒါအင်ညောင်အင်ညောင်အင်ညောင်နဲ့လုပ်နေတာတွေကကျွန်တော်သိတော့မကြဘူးဒါပေမဲ့ မကြိုက်ဘူးဆိုရင်အခုလက်ရှိမှာ statistic တွေ number တွေ data တွေရဒါပုံမွေလေးလေးမြင်ကြည့်မယ်ဆိုချက်စီးသင်းကတို့မှာတေချာလို့ရင်တေချာလို့တဲ့အတိုင်းတွေ့ရမယ်တဲ့မှာပါတယ်ချက်စီးသင်းကအခုလက်ရှိမှာရှိတဲ့ဖလားတွေတောင်မှဖလားလမ်းကြောင်းတွေမှာရှိနေဆဲဖြစ်တယ်တို့အနေနဲ့အခုလက်ရှိမှာ champion league ဆိုတဲ့ champion league နေထားရရှိသေးတယ်ဟုတ်တယ်ဟုတ်လက်ရှိမှာချက်စီးအသင်းကအခုလက်ရှိမှာဒါကျွန်တော်တို့ ရီးမီးယားလီပရီးမီးယားလီမှာချက်စီကိုလက်ရှိမှာဘာဖြစ်နေညာဖြစ်တယ်လို့ချက်စီသိနေခုလက်ရှိမှာအမှတ်အားဖြစ်ကဒါကျွန်တော်တို့အပေါ်ကသင်တယ်အဲ့လောက်ကြီးကွာနဲ့နေဒါမှမရှိဘူးသူ့ဟာသူလုတ်ပြနိုင်ဆိုရလုတ်နိုင်ဆိုရရှိတယ်သင်တဲ့သင်ဖြစ်တယ်အဲ့တော့ချက်စီနဲ့ပတ်သက်လာပြီဆိုရင်ပေါ့နော်ဒါကျွန်တော်တို့ဟိုတကယ်ကိုလက်ရှိမှာပြောရမယ်နောက်တစ်ခုပေါ့နော်ချက်စီနဲ့ပတ်သက်လာရင်တဲလိုက်မပြတ်ဘူး ခမရတော့တချို့နေရာတွေမှာလိုအပ်ကြုံမဲ့လက်ရှိမှာ Chelsea အသင်းနဲ့ခုလက်ရှိမှာတိုက်ဆက်မှုတွေလိုအပ်တယ်ဂိုးသမားတွေလိုအပ်တယ်ဆိုရင် Chelsea အသင်းကတော့ talent နဲ့ Chelsea နဲ့ဘယ်တော့မှမပြတ်ဘူး Eden Hazard နောက်ပိုင်းဒါကျွန်တော် talent တွေထပ်ထွက်ဘူးထွက်ပေါ်တယ်အခုလက်ရှိမှာ Gopa Mar တို့ခဲ့အခုလက်ရှိမှာ Estavio တို့ခဲ့အခုနကျွန်တော်တော့မပြောသေးဘူးကိုတည်းကလည်း Estavio နဲ့ပတ်သက်ဘာ video မှမလုပ်ဘူးကျွန်တော် international ပွဲကိုလုံးဝမကြည့်ပြတာကျွန်တော်မကြည့်ပဲနဲ့ခင်ဗျားတို့ပြောတာခင်ဗျားတို့ကျွန်တော်4ရာကြာမထူးဘူးလေကျွန်တော်ပြောတာဘာလို့4မှာလဲချောက်ကိစ္စ4မှာပေါ့ကျွန်တော်မကြည့်တဲ့ကိစ္စတော့မဖုံးလေတိရဟာလီနည်းနည်းပါ4မှာပေါ့အဲ့တော့ပြောချင်တာဗျာ Chelsea အသင်းကတော့ပေါ့နော်ဒါလက်ရှိ top blue do kit မှာ top blue ကိုတန်းသူဟို interview မှာပြောခဲ့ကျွန်တော်ဦးတဲ့ England media ကတော့အကုန်လုံးကငတုံးလူပဲခေါ်ကြတယ်ဗျာတဲ့ကျွန်တော်ကတော့ခံရမှာပေါ့တဲ့ better နိုင်မလဲပေါ့နော်ခုနကကျွန်တော်လည်းငကုလာပေါ့ဘာမလဲဒါလက်ရှိကျွန်တော်ပတ်ဝန်းကျင်ကလူတွေကျွန်တော်လမ်းကြောင်းပေါ်ရှိနေကျွန်တော်သိရင်ရပြီပေါ့နော်ဒါ media တစ်ခါကြရင်ဗျာ ကိုတွေကတော့ခုနကချက်စီးသင်းကိုအားမရချက်စီးပြည်သက်တွေလည်းချက်စီးသင်းအားမရအမှန်တမ်းလက်ရှိမှာချက်စီးသင်းကတော့အမှန်တိုင်းပြောရမယ်လက်ရှိမှာလမ်းကြောင်းပံပေါ်သွားနေမနေ့ကဖလားနှလုံးရထားဒီနေ့မှလည်းဖလားကြီးထပ်ပြီးရနိုင်တဲ့အခွင့်အရေးတွေအများကြီးရှိသေးတယ်ဟုတ်တယ်ဟုတ်ဒါပရီးမီးယားလိဆိုပရီးမီးယားလိမှာဆိုလက်ရှိမှာဒါချက်စီးသင်းနဲ့လမ်းကြောင်းပံတကူဆက်လက်ပြီးသွားနေတယ်အဇူမရက်စ်ကဘလောက်ထိတာကျွန်တော်တို့ on the table ပုံမှာလုပ်ပြနိုင်ဆိုပြတာတခါကျခုနကပြောသေးပဲ ခါတခါကျရင်ဘာလို့လို့လုံမမသိတဲ့အကျင့်လေးတွေကိုတော့ Chelsea တင်းဖြောက်ဖို့လုပ်တယ်။သူများတင်းတော့ဟာအသင်းကြီးနဲ့တွေ့မှာအသင်းငယ်နဲ့တွေ့မှာအသင်းလည်းမဟုတ် Chelsea တင်းကကဗျက်တီကဗျက်ချော်နိုင်ပြီဆိုရင်ဘာနဲ့မှတားလို့မရခင်ဗျာ။ဖျားဆူအသင်းဘာနဲ့မှတော့ခင်ဗျမယုံကြည်နဲ့လက်ရှိမှာ Chelsea တင်းနဲ့ဒါကျွန်တော်တို့ Arsenal နဲ့မကန်ငယ်ဆက်ကြမှာလာကြောကဗက်ကကြော Arsenal ပေါ်မှာသူ login လုပ်ပြရမယ်။ Arsenal သူဘယ်လိုလုပ်ပြမှာခင်ဗျာကြည့်နေရမှာကြီးနေ။အဲ့ဒါချက်စီတဲ့လက်ရှိပြဿနာချက်စီတဲ့ပွဲတိုင်းကိုတည်ငြိမ်မှုအပြေအဝနဲ့ consistency အပြည့်အဝရှိမှုနဲ့လုံးဝကိုပွဲတိုင်းကိုဒီလိုမျိုးကန်နေတင့်တယ်လို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ရေးရမှာကျွန်တော်ကတော့မြင်မိတယ်ခမားတို့တော့မသိဘူးကျွန်တော်တော့အဲ့လိုမျိုး100%ကိုလုံးဝလုံးဝကိုမြင်မိတယ်အဲ့ဒါကျွန်တော်ရဲ့အတွေးမြင်တာဖြစ်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုတောင်းကပြီးပါအောင်အားလုံးပဲဒီနေ့ညဒီကနောက်ဆုံးဗီဒီယိုဖြစ်ပါတယ်ကျွန်တော်တောင်းကပြီးပါအောင်မြန်မာ့ကလစ်ပေးကြပါဗျမြန်မာ့ကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကျွန်တော်တောင်းကပြီးပါအောင်ဗျဒေဗာပါ